့ရှိရှင်တော့ကောရမဗုဒ္ဓကလေသူ့တပည့်တွေနဲ့အတူတူထိုင်ပြီးတော့မှတ်သားစရာတရားတော်ဘုစကားပြောပါတယ်ဗုဒ္ဓရဲ့တပည့်တွေကလည်းဂရုရစိုက်နားထောင်နေကြတယ်အဲ့ဒီချိန်လူတယောက်ကအပြေးလာနေတာကိုဗုဒ္ဓနဲ့သူ့ရဲ့တပည့်တွေကလည်းတွေ့လိုက်တာပေါ့အဲ့ဒီလူကလည်းဒေါသနဲ့ပေါ့စီပေါ့စီပြောရင်းလာနေတာအဲ့ဒီလူကိုကြည့်ပြီးတော့တပည့်နှစ်ယောက်ကလည်းဗုဒ္ဓကိုထိခိုက်အောင်လုပ်လိမ့်မယ်ဆိုတဲ့အတွေ့နဲ့ဓာကြတာပေါ့အဲ့ဒီလူကလည်းနင်းဘယ်သူလဲဘသူ့ကိုတွေ့ကျင်တာလဲလို့မေးကြအဲ့ဒီလူကလည်းဗုဒ္ဓရဲ့တပည့်တွေကိုလည်းငါလန်းလာမတားကြနဲ့ ဒီနေ့တော့ဗုဒ္ဓကိုသင်ငန်းစာကောင်းကောင်းပေးပြင်မယ်လို့ပြန်ဖြေတာပေါ့အဲ့ဒီလူရဲ့စကားကိုကြားပြီးတပည့်တွေကလည်းသူ့ကိုစိတ်ငြိမ်အောင်လုပ်ကြပါတယ်ဒါပေမဲ့လည်းအဲ့ဒီလူကလည်းစိတ်မငြိမ်ဘူးဗုဒ္ဓကလည်းအဲ့ဒီလူကိုကြည့်ပြီးတော့သူ့တပည့်တွေကိုလည်းတပည့်တို့သူငါ့ကိုတခုခုပြောကျင်နေတယ်သူ့ကိုငါစီလာပါစေလို့ပြောတာပေါ့ဗုဒ္ဓရဲ့တပည့်တွေကလည်းဗုဒ္ဓစကားနားထောင်ပြီးတော့အဲ့ဒီလူရဲ့ရှေ့ရနေဖယ်ပေးလိုက်အဲ့ဒါပြီးတော့လေအဲ့ဒီလူကလည်းဗုဒ္ဓရှိမှရက်သူကလည်းဗုဒ္ဓအနာရောက်တာနဲ့ဗုဒ္ဓကိုလည်းဆဲဆိုတာပေါ့ ဗုဒ္ဓရဲ့အဲ့ဒီလူရဲ့ဆဲဆိုတာကိုနားထောင်နေပြီးတော့ဘာမှပြန်မပြောအကြာကြီးနေမှာဗုဒ္ဓကိုဆဲဆိုပြီးတော့လေအဲ့ဒီလူကလည်းစဉ်းစားတယ်ငါဆဲတာဗုဒ္ဓအပေါ်ဘာလို့မတက်ရောက်ပါလားအဲ့ဒီအချိန်မှာသူပို့ပြီးဒေါသထွက်လာပြီးတော့အဲ့ဒီလူကလည်းဗုဒ္ဓအပေါ်ကိုထွေးချတယ်အဲ့ဒါပြီးတော့လည်းဗုဒ္ဓကလည်းဝေတခုကိုယူပြီးတောက်လိုက်တာပေါ့ဒါအောင်မြင်ပြီးတော့ဂေါရမဗုဒ္ဓရဲ့တပည့်အားလုံးကလည်းဒေါသနဲ့ကြည်ကြတယ်ဒါပေမဲ့ဗုဒ္ဓရဲ့ခွင့်ပြုချက်မပါဘဲဘယ်သူမှလည်းဒေါသကိုမထုတ်ပြကြအောင်အဲ့ဒီလူကလည်းဗုဒ္ဓအပေါ်ကိုတရွေးထက်ထွေးဗုဒ္ဓကလည်းပြန်တော့တယ်လေ ပြီးတော့ ਨੇ ဗုဒ္ဓကပြောရင်းနဲ့ ਨੇ မငယ်ချင်းနေငေါ့ကိုတခုခုပြောကျင်လာလို့မေးပါတယ်အဲ့ဒီလူကလည်းဗုဒ္ဓရဲ့မိကွန်းကိုကြတော့တုံ့လှုပ်သွားတာပေါ့အဲ့ဒီလူဘာမှပြန်မဖြေချနိုင်ပါဘူးသူချက်ချင်းပဲအဲ့ဒီနေရာကနေထွက်သွားတယ်ဗုဒ္ဓရဲ့တပည့်တွေအားလုံးရဲ့စိတ်ထဲမှာကတော့အဲ့ဒီလူကလည်းဗုဒ္ဓကိုဒီလောက်စော်ကားတာကိုဗုဒ္ဓကဘာလို့ဒီလိုပြန်ပြောတာလဲအဲ့ဒီလူကတကယ်ပဲတခုခုပြောကျင်လာလားတပည့်တယောက်ကလည်းဗုဒ္ဓအရှင်ဖျားကိုမေးတာပေါ့အရှင်ဖျားအရှင်ဖျားကဘာလို့ဒီလိုပြန်မေးတာလဲအဲ့ဒီလူကတကယ်ပဲတခုခုပြောကျင်ခဲ့တာလား ။ "तू ကဘာမှပြောဖို့လာတာမဟုတ်ဘူး။စော်ကားဖို့တသက်ပဲလာတာ။အဲ့ဒီလူကဗုဒ္ဓကိုစော်ကားပြီးတော့လေအိမ်ပြန်ရောက်တော့တညလုံးအိမ်မပြောနိုင်ဖြစ်ခဲ့။သူ့စိတ်ထဲမှာတော့ငါဗုဒ္ဓကိုစော်ကားတယ်ဆဲဆိုတယ်။ဒါတောင် तू ကဘာလို့ငါတခြားတစ်ခုခုပြောချင်တာရှိသားလို့မေးတာလဲ။ငါသူ့ကိုစော်ကားဖို့တသက်သွားခဲ့တာ။နောက်တနေ့မနက်မှာတော့အဲ့ဒီလူကလည်းမနက်အစောကြီးထဗုဒ္ဓစီသွားပြီးတော့တောင်းပန်တာပေါ့။ဗုဒ္ဓရဲ့ကြံတဲ့တပည့်တွေကလည်းမနီးရမှာဆဲဆူစော်ကားတဲ့သူကငိုပြီးတော့တောင်းပန်နေတာကိုအံ့ဩသွားတာပေါ့ ဗုဒ္ဓကလည်းအဲ့ဒီလူကိုထားခိုင်းပြီးတော့လေတငယ်ချင်းတခုခုပြောကျင်လာတာလို့မေးပါအဲ့ဒီအချိန်မှာဗုဒ္ဓရဲ့တပည့်တယောက်ကလည်းဗုဒ္ဓကိုမေးတာပေါ့အရှင်ဖေဟာမနေ့ကဒီလူစော်ကားနေတော့လည်းဒါပဲပြောတယ်မင်းမှတခြားတခုခုပြောเสียရရှိနေသလားဒီနေ့ तू ကငိုနေတယ်အခုလည်းဒါပဲပြောတယ်ဒါပါတပည့်လည်းရှင်းပြပေးပါလားဗုဒ္ဓကလည်း तू ကစကလုံးပြောင်းနေတာမနေ့ကလေးက तू တခုခုကိုပြောကျင်နေတာဒါပေမဲ့စကလုံးမတွေးတော့ဒေါသထွက်ပြီးတော့ငါ့အပေါ်ထွေးလိုက် ဒီနေ့ငိုယိုပြီးတော့ပြောကျင်နေတာဒါပေမဲ့စကလုံးမတွေ့ဘူးဖြစ်နေတယ်အဲ့ဒီနောက်မှာတော့ဟိုလူကလည်းဗုဒ္ဓကိုငါ့ကိုခွင့်လွှတ်ပေးပါငါနင့်ကိုစော်ကားမိတယ်ဗုဒ္ဓကလည်းနင်တောင်းမှမလို့ဘူးပြောတယ်ဘာကြောင့်လဲဆိုတော့နင်တယောက်ကပဲဒေါသထွက်တယ်သူ့ရဲ့နောက်ဆက်တွဲဒုက္ခကိုလည်းခံတယ်နင်သူများကိုဘာမှမထိခိုက်စေဘူးဒေါသဆိုတာမီးလိုပဲတခြားသူပေါ်ပြစ်လိုက်ဖို့အတွက်လည်းကိုယ့်လက်သက်အလောင်းခံရတယ်ဒေါသနဲ့စော်ကားမှုတွေကသူများထက်စာရင်လည်းအရင်ကိုယ့်ကိုယ်ကိုထိခိုက်စေတယ်အဲ့ဒါကိုမေ့နေကြတယ် ကိုယ်လာဆဲတဲ့သူကိုလည်းပြန်မဆဲဆိုသင်ဘူးရိုးရိုးကြည်ကြည်ပြန်တုံ့ပြန်သင်တဖက်လူရဲ့ဆဲဆုံမှုကလည်းကိုယ့်ကိုဘလို့မှလည်းမထိခိုက်စေဘူးဗုဒ္ဓဒေါသဆိုတာမီးလိုပဲအရင်ဆုံးကင်တဲ့သူကိုလောင်စေပါလေကိုယ့်ဘဝနဲ့အတူသူများဘဝပါအေးချမ်းစေဖို့အမြဲတမ်းနှိမ်ချဆက်ဆံတဲ့မှာလေအဲ့ဒီလိုပြောတာပေါ့တငယ်ချင်းတို့မှတ်သားစဉ်စရာတစ်ခုရလာလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like and subscribe လုပ်ပေးခဲ့ပြီးတော့တငယ်ချင်းတွေကိုပါသိအောင်လို့ share ပေးခဲ့ကြပါနောက်ထပ်ဒီလိုဗီဒီယိုတွေကိုလည်းမလွတ်စေဖို့အတွက်လည်း ဒီနာခေါလောင်လေးကိုလည်းနှိပ်ခဲ့ပေးကြပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်နော်